တို့ညာရဲ့ပြည်သူများအလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရွတ်ပတ်ပြီးမှာကတော့ဆရာတမောင်မြင့်ဘာသာပြန်ထားတယ်တမ်မနီလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း၁၄ဖြစ်ပါတယ်ခင်ဗျာခန်းစားလာစဉ်ပြေးကြပါဦးခင်ဗျာ လူးဝစ်ကစက္ကနဲ့နောက်တော့လဲပြီးကဲရပါတော့ဂွင်းနီကိုလက်ထိတ်ခတ်ပြီးခေါ်သွားကြတော့မစ္စတာလော်ရင်စ်မစ္စတာလော်ရင်စ်ဂွင်းနီကငေးတမ်းပေါအောင် အော်ခေါ်သည်ကျွန်တော်ကိုပြစ်မထားပါနဲ့ဗျာကျွန်တော်ဒီမျိုးအကြောင်းကိုသိပါတယ်ကျွန်တော်ကိုဝိုင်းပြီးညစ်ကြမှာသိကြတယ်ကျွန်တော်ချိန်ပြောရဲပါတယ်ကျွန်တော်ဒီပြစ်မှုကိုမကျူးလွန်အောင်ယူအမှန်ပါရဲနှစ်ယောက်ကြာရင်ရုံးကန်ရင်អော်ပြောင်းနေသည်ဂွင်းនេះစီတို့တូនីပြေးလိုက်သွားသည်ဒီမဲ့ကျွန်တော်ပြောရနားထောင် ဘယ်မိကုန်းကိုမှခမည်းမဖြေနဲ့ဘယ်ဆာရဆာတန်းကိုမှလက်မမထိုးနဲ့သူတို့ခမည်းကိုအတင်းခိုင်းနေမယ်တခုမှမလုပ်နဲ့ဟုတ်ပြီလားနားလဲတယ်နော်ဟုတ်ကဲ့နားလဲတယ်နားလဲတယ်ဂွေနီကအမော်တကောပြန်ပြောသည်နောက်တစ်ခုခမည်းနားလဲထားဖို့ကျွန်တော်ပြောအောင်မယ်ကျွန်တော်အမျက်ခွန်ရှိနေစီးပွားရေးလောကပဲနားလဲတာလူသတ်မှုကိုတခါမှမလိုက်ဘူးမစ္စတာလော်ရင်ရေခမည်းကိုပဲအားကိုးပါတယ်ဗျာခမည်းပဲဆောင်ရွက်ပေးပါ ကောင်းပြီ ကျွန်တော်ဆက်လုံးမယ်။ကဲခေါ်သွားတော့လူးဝစ်ကရဲနှစ်ယောက်ကိုလှမ်းပြီးအမိန်ပေးလိုက်သည်။လူတော်ရဲတွင်ဂွင်းနီကိုဆွဲခေါ်သွားကြသည်။လူးဝစ်ကပြုံးပြီးကဲမင်းနဲ့လေဆက်လိုက်ကြည့်။ဘယ်နှစ်ယုံတင်မလဲ။တူနီကအခက်ပြက်ပြက်မေးလိုက်သည်။မင်းကြောင်းတော့သတင်းတော့တွေကဝီဝီဆဆရေးကြအောင်မှာပေါ့ကွာ။ဒါပေမဲ့မင်းရဲ့ကြောက်ကြမှုကရေပွက်ပမာပဲနေမှာပါ။မင်းဒီမှုကိုမြန်မြန်တင်ပေးပါလူးဝစ်။နှက်ပြန်ကတင်နိုင်မလား။ ဖြည်းဖြည်းပေါ်တငယ်ချင်းရာမင်းအတွက်တိတ်ကတက်ကြက်ဖြစ်နေမှာပေါ့မနဲ့ပြန်မင်းတင်တင် မတင်ရုံတော်ငါဥဒိုက်လျှောက်ထားရမယ်တိုနီကလည်းကွာငါကမင်းနဲ့တခြားเจ้าတွေပြောနေတာမင်းကလှုပ်เจ้าကြီးဥတီနေတာကိုကွာငါဒီတရားခံကိုလင်းကားရဲ့အချိန်ဆွဲထားနိုင်တယ်တိုနီရက်စကန်သုံးလေးကူမှာ ပြောင်းချုပ်ပြီးရေခဲရေလောင်စစ်နိုင်တယ်မင်းအဲ့ဒီလိုလုပ်ရင်ငါကလည်းသတင်းစာဆော်ရလိမ့်မယ်လူးဝစ်လူးဝစ်လေတန်းပြောသွားသည် ကျောင်းမှာဘောလုံးကစားကလေးကမင်းနဲ့တစ်ဖက်စီကစားရင်ဘယ်လိုနေမလဲလို့ငါအမြဲတမ်းစဉ်းစားခဲ့တယ်။မင်းတိုက်စစ်ကစားပုံတွေကိုငါသတိရနေတဲ့တုန်နီကောင်းပြီလေ။ငါမနေ့ပြန်ရုံးတင်ဖို့လုပ်ပြီးပါမယ်။ကျေးဇူးပဲတကယ်ကြီး။မနေ့ပြန်တော့မင်းမီရှူမီပဲမလွတ်နိုင်တော့ပါဘူးတုန်နီ။ကဲငါသွားမယ်တကယ်ကြီး။ ။တရင်တော်များ၏မိငုံတောင်း6တောင်းကိုတလုံးတပါရများမဖြစ်ပဲတင်းတိုးထွက်လာသည်။ရောင်းရရောက်ချင်းလိုဂန်ကလီတန်ကိုသွားတွေ့သည်။ဖြစ်ချောင်းကွန်စင်ကိုပြောပြလိုက်သည်။လိုဂန်ကလီတန်သည်စိုးရင်ကြောင်ကြံကြည့်တတ်တော်လဲခြင်းနဲ့ချက်တဲ့ရောက်လာရင်အလွန်ကြက်ခိုင်နေသူဖြစ်။မိငုံကအစကမှပြောလာဟုသည်စကားမျိုးတခေါင်းမှသူမပြော။တိုနီပြောသမျှကိုစွစွဆက်ဆက်နားထောင်နေ၏။ကျောင်းဝိုင်းတောင်ထဲတွင်နီးပြဆရာ၏ညွှန်ကြားချက်ကိုနားဆွေနေသည့်လက်ဝိသမားပမာနောက်ဆုံးမှသူတင်ပြချက်ကိုထုတ်ပြောသည မင်းကိုထောင်ချောက်တဲ့တမင်ထဲလိုက်တဲ့သဘောပဲကွဟုတ်တယ်ခင်ဗျထောင်ချောက်မှာတော်တော်ယုံထွက်ဖို့ခဲ့တဲ့ထောင်ချောက်တော်ယုံလှဲ့ခွက်မဟုတ်ဘူးပထမပိုင်းမှာမင်းအကြောင်းကိုသတင်းစာတွေကဝေဝေးဆဆရေးကြမယ်အဲဒါကြောင့်မင်းနောက်ဆုတ်ပေးဖို့ခက်လိမ့်မယ်ဒါပေမဲ့ရာဇဝတ်မှုကင်းတွေ့ကြုံနေသေးတာကိုအကြောင်းပြပြီးမင်းနောက်ဆုတ်လို့ရပါတယ်သတင်းစာပဲပြည့်တတ်ကလည်းဒါမျိုးကိုလက်ခံပါပါသတင်းစာပဲပြည့်တတ်ကျွန်တော်ကိုဘလို့မြင်မြင်ကျွန်တော်အရင်မကြည့်ပါဘူးနောက်ဆုတ်လိုက်ရင်ကျွန်တော်ကိုကျွန်တော် ဘယ်လိုသဘောထားရမလဲဆိုတော့ပြဿနာခင်ဗျကိုသဘောပေါက်ပါတယ်တွန်နီမင်းရဲ့ကုံတိတ်ခါပိုင်းနဲ့ပတ်သက်နေပြီလေနောက်တစ်ခုကဥရုဖွဲကျွန်တော်ကိုဘယ်လိုမြင်ကြမလဲဆိုတာလဲကျွန်တော်စိုးရိမ်မိပါတယ်ထုတ်မပြောတော့ကျွန်တော်ပုံမှန်အနေနဲ့များတော့အထင်သေးကြမှာပဲကို့အမြင်ကတော့တခခုပုံမှန်ဗမှုတီဗီစဉ်းစားတင်နေတယ်ထင်တယ်မင်းနောက်ဆုံးလိုက်လို့တရားခံအတွက်ပိုဆိုးသွားမလားပိုကောင်းသွားမလားဆိုတဲ့အချက်ပဲနောက်တစ်ခုကမင်းကဂွင်းနီအမှုကိုစာနာတဲ့စိတ်နဲ့ဆောင်ရွက်ပေးမယ်လို့ဆိုတော့ အတွေ့အကြုံမရှိလဲမင်းအစွမ်းစားတွေတော့ပေါ်လာမှာပေါ့ကျွန်တော်တို့အကျိုးဆောင်လုပ်ငန်းအနေနဲ့ဘယ်လိုမြင်မလဲဆိုတော့ဥမပြောသေးဘူးနော်အေးမျက်နှာပူစရာတော့ရှိလာမှာပေါ့ကွာဒါပေမဲ့မင်းကမှန်မှန်ကန်ကန်ရက်တည်နေသေးတယ်တို့ဘက်ကမင်းနောက်မှာရှိနေပါပါတူနီကျွန်တော်အဲ့ဒီတွေ့အများကြီးလေးစားပါတယ်ခင်ဗျာမစ္စတာကလေတန်ကတပြင်းချသည်မင်းကိုဝိုင်းချကြရမှာတော့တေးကြတယ်တူနီရင်ကော့ပြီးရဲရဲသာတိုက်ပွဲဝင်ပြီးတော့ရုံးခန်းကိုပြန်လာခဲ့သည် သတင်းစာဖတ်သည်ခွင်းဤအကြောင်းစုံစုံလင်းလင်းရေးထားကြ၏လူသည်များချက်တွေတော်တော်များများရလိုက်သည်ခွင်းဤအသက်မှာအသက်42နှစ်ရှိခဲ့ပြီတည်ဆုံးသူဂျော့စီယန်စတန်နဲ့ညီကိုတွန်းခွဲတော်သည်ဂရစ်စ်ပန်နဲ့မောင်နှမသုံးဝင်းခွဲမြို့မြရဖုံအများပြားနဲ့ဆွေမျိုးတော်ဆက်နေသည်ငယ်စဉ်ကအချင်းချင်းကြောင်းထုတ်ခံရသည်ကောလိပ်ရောက်တော်လဲကြောင်းထုတ်ခံရပြန်သည်အသက်20မပြည့်မီရန်ဖြစ်မှုတောက်စားမွေးမှုကားမြန်မောင်းမှုများဖြင့်မကြာခဏဖမ်းခံရသည် ထိုစဉ်ကသတင်းစာတိုင်းဖီလာဒဲဖီးယားတက်တန်းလွာမှလူစိုးကလေးကွင်နီကိုမှုဖြင့်ဖမ်းဆီးလိုက်ပြန်ပြီးဟူသည့်စလုံးများကိုအမှုနေရာတွင်ကွက်လက်ချံပြီးအမျက်စီထားရသည်ဟုဆိုသည်1939စီမှာတိတ်ဆက်ကြောင်းများသည့်စိတ်ဝင်စားစရာတစ်ခုပါလာ၏။အမတ်တစ်တုံညာတင်ငါမက်ကလေးလန်၏ Mrs. J. A. Quinney အိမ်တွင်ရှေးဟောင်းဖိုးတန်ရတနာများပျောက်ဆုံးမှုနှင့်ပတ်သက်၍ New York တွင်ရင်းပစ္စည်းတွေရောင်းနေစဉ် Chesley Quinney ကိုဖမ်းဆီးလိုက်ကြသည် အဒေါ်လောသူကအမှုမလုပ်ဘဲပိတ်ပစ်လိုက်သည်။အိနီယာရင်ချက်စလီကွင်းနီဘွားဆက်ကောင်မှကလကတချက်ကွာကျသွားတော့၏။သူကပိုင်တနက်နေ့ဂျော့ဆီယန်စတန်ပြတ်သက်ခံရသည်1948ခုနှစ်စက်တင်ဘာလအထိချထားခဲ့သည့်ကလကသူနေ့ညတွင်ထူးဆန်းစွာကွင်းနီကဂျော့ဆီယန်စတန်အိမ်သို့အလဲပတ်ရောက်နေသည်တဲ့။ကွင်းနီသည်ဖီလာဒဲဖီးယားသို့လွန်ခဲ့သည့်တလကပြန်ရောက်နေခဲ့ပြီးဟောင်းဝတ်ဂျွန်ဟူသည့်အမည်ဖြင့်ခန်းတစ်ခန်းတွင်ကိုအောင်းနေခဲ့ကြောင်းသတင်းစာများကရေးသားကြသည်။ လွန်ခဲ့သည့်ဇွန်လကလော်အန်ဂျလိစ်တွင်ဒူနေမျိုးသမီးတစ်ယောက်ကိုကြမ်းဖက်မှုဖြင့်ဖမ်းခံရသေးကြောင်းရင်းမှုမှာလော်စန်ဂျလိစ်တွင်ယခုထိမပြည့်ပြတ်သေးကြောင်းများပါပြည်ပြည်စုံစုံရေးသားကြသည်သတင်းစာပါအကြောင်းအရာများသည့်တိုနီကိုတော်ဝိုက်စွာထောက်ကူပြုလျက်ရှိကြ၏သို့တော်မကြပါကြီးသူမျော်လင့်ထားသည့်ဖီးယားသည်မမျော်လင့်သည့်ဘက်မှဝင်လာသည်တညနေခင်းတွင်တယ်လီဖုန်းတံမြေလာသည်ဂရစ်ရှစ်ပန်ပြီအော်တိုနီရေတိုနီတွေ့ဂရစ်စင်မကောင်းလိုက်တာကွယ် တိုနီကိုသူတို့ဘယ်လိုလုပ်လိုက်ကြတာလဲခရစ်တောင်းပန်ပါတယ်ကွယ်တိုနီဒီမှုကိုပြန်အပ်လိုက်ပါတော့စဉ်းစားစရာတွေအများကြီးပဲခရစ်သူက grace ရဲ့အကူဝမ်းခွဲပါဒါပေမဲ့သူတိတ်ဆိုတဲ့တိုနီသူ့ကိုမျိုးတွေကနှစ်ပေါင်းများစွာထောက်ပံ့နေတာတိုနီပြီးတော့တခြားနာမည်တစ်ခုနဲ့ဒီမျိုးကထွက်သွားပြီးပြန်မလာဖို့သူသဘောတူပြီးသားလေသူ့တွယ်မျိုးတွေကရှင့်နေကောင်းကောင်းငှားပေးကျင်ကြတယ်လေကိုကရှင့်နေကောင်းမဟုတ်ဘူးပေါ့ဟုတ်လားခရစ်အော်တိုနီကလည်းကွယ် ခေါင်းမမာဆန်းပါနဲ့ Chris တည်တယ်လေတိုနီတိတ်ပင်ပန်းနေပြီမဟုတ်လားကဲတိုနီကိုနဘူးနဆာမလို့ချင်တော့ပါဘူးကွယ်ကပိုင်တိုနီဒီညတွေ့ဖို့ချိန်ထားသေးတယ်လေနားလိုက်ပါတော့တိုနီရဲ့နော်နောက်မှတွေ့ကြတာပေါ့ကောင်းပြီလေဒါပြန်နောက်မှတွေ့မယ်နော်တယ်လီဖုန်းချလိုက်သည်နေမတိထိုင်မသာဖြစ်နေ၏နောက်နိုင်ဝဲကြာရင် Mrs. Jaya Dalen စီကဖုန်းလာပြန်သည် Hello Tony မင်းတည်တဲ့အတိုင်းအဖွားက တို့ရှင်လိုရင်းပဲပြောတတ်တယ်။မင်းဒီမှုကိုမလိုက်ဘူးဘွားတို့မျောလင့်နေတယ်တို့နီ။ကျွန်တော်နောက်ဆုတ်ချင်ပါတယ်ဘွား။ဒါပေမဲ့ကျွန်တော်ပါမှအမှန်တရားကိုဖော်ထုတ်နိုင်မယ်ထင်နေလို့ပါ။ဒီခွင်နီဆိုတဲ့တငယ်ကဘွားနဲ့ဘာမှမတော်ပါဘူး။ဒါပေမဲ့ Grace နဲ့တော်နေတယ်လေ။ဒါကိုစိတ်ပူတာပါ။ဟုတ်ကဲ့။ Grace နဲ့ကျွန်တော်လည်းဒီအကြောင်းဆွေးနွေးပြကြပါရစေ။ဒါပေမဲ့မပြတ်သေးပါဘူးဘွား။ဒီမဲ့တို့နီ။ မင်းကိုဘွားကလူတော်ကလေးတယောက်ဖြစ်တတ်မှတ်ထားတာကွမင်းဘက်ကဘွားအမေရက်တီပါမယ်ဒါပေမဲ့ဒီကိစ္စမှာတော့မင်းစဉ်းစားလေ Grace နဲ့ဘွားကိုတွေ့ပြီးမင်းစဉ်းစားပေါ့တုန်းညနေပိုင်းတွင်ဘယ်ကမှဖုံးမလာတော့သို့တော့ကလပ်တွင်ညသာစားနေစဉ်ဘန်ဥက္ကဋ္ဌဝင်လာပြီးနှုတ်ဆက်သည်တနေ့တွင်ညမှုဖြစ်ရမည်ဟုတိုနီမျှော်လင့်ထားသောဘန်မဥက္ကဋ္ဌကြီးဖြစ်တော့ကြောင့်တောင်ကြာ2မိနစ်ခန့်ပြောပြီးပုပ်ဖွဲ့ဝင်လူကြီးတို့ဖြစ်သည့် ဘီပရင်ဂါကလာမည့်နှစ်တွင်နားယူတော်မူဖြစ်ကြောင်းသတင်းပေးသည်အခွင့်အလမ်းပေါ်လီပြီလားတဆက်ထဲတွင် ကုသလောသတင်းစာတွေကကိုရင်ကြောင်းတဲဂရင်းတွေ့နေကြပါလားကွယ်ဟုခက်ပြုံးပြုံးပြောပြီးထွက်သွားသည်ဘာဆိုလိုမှန်းမသိဒေဗယ်မျိုးမျိုးကောက်နိုင်သည်ခြုံကြည့်လျင် နောက်မဆုတ်နိုင်ပဲဂွေနီကိစ္စကိုဇွတ်လွတ်လိုက်လျင်ချစ်သူရောမစ္စစ်အယ်လင်ရောဘယ်နဲ့ညွန်ကြားမှုဖြစ်ဖို့အခွင့်အလမ်းပါဆုံးရှုံးတော်မူသဘောလား ီလာဒဲဖီးယားတည်သွေးတော်ရီနေသည့်မြို့ဟုဆိုရရှိသည်လေပြီးတော့ဖီလာဒဲဖီးယားဆယ်ရန်ရသည်အလွန်နှိကွေးစွာလဲပတ်သည်တဲ့ယခုတော့လဲတွက်လဲမြန်ဆန်နေပါကလားနည်းနည်းလာလာမိမိတိဆောက်ခဲ့ရသည့်ဘုံမိမှန်ကိုသူတို့တွေ9မိနစ်တွင်တစစီဖြိုချပြဖို့ကြိုးစားနေခြင်းပါကလားပြီးတော့သူတို့ဒီလိုလုပ်နေကြကြောင်မိမိဟာတယ်ဝိုက်စာတိပေးနေကြသည်အိမ်ပြန်သွားတော့သတင်းစာတွေကိုနဘေးတွင်ချပြီးစောင့်နေတော့အမေကိုတွေ့ရသည်မုန်နေပတ်သက်တဲ့အချင်းနဲ့အားလုံးအမေကိုပြောပြလိုက်သည် ီးတော့အမေသဘောသားကိုမေးသည်မိမိဘယ်လိုသဘောရလဲကျွန်တော်နှလပင်းလုံးတယောက်ဖြစ်နေပြီလားရှေ့ဆက်တို့ရမလားနောက်ဆုတ်ပေးရမလားယင်မိ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 ပြုံးသည်တောင်းကိုမိမိဘာမှမတိုက်တွန်းနိုင်ပါဘူးကွယ်မိမိတော့ဟိုးနှစ်ပေါင်းများစွာက ဖောဖောကြီးပြောသွားတဲ့စကားကိုပြန်ပြီးကြားရောက်နေတယ်ဘတော်မှဥမညွတ်နဲ့လူတွေလေးစားလာလိမ့်မယ်ဆိုတာလေတွန်နီမတက်ထသည်မိမိကိုနန်းသည်ကျေးဇူးတင်ပါတယ်မိမိ နောက်တနေ့တွင်လူဝစ်ဒိုနက်ဒီကသူကရီတိုင်မှုကိုယုံတင်သည်ဒိုနီကယုံတော်သူလီလာချင်းနှစ်ပတ်ခွင့်တောင်းပြီးရချင်းယူလိုက်ဒိုနီနေ့လယ်ပိုင်းတွင်ဂွီနီနှင့်တွေ့တွေ့သည်အလွန်စိတ်ပျက်စရာကောင်းသည့်နေ့ဖြစ်သည်ဂွီနီဒီလုံးဝပြောင်းလဲနေ၏တစုံတစ်ခုကို ဖုံးကွယ်နေ၏မေးလို့ပြောချင်မှပြောသည် ပြောပြန်တော့လေလင်ညာနေမှတိတာနေ၏ရှင်းနေလို့သူတို့သည်အမှုကိုထောက်ကူမရသည့်တရားခံများကိုရှောင်လေ့ရှိကြ၏လက်ကန်ထားပြီးသားမှုကိုလည်းပြန်အပ်နိုင်ခွင့်ရှိကြ၏ တော်တော်တော်နေဒီလိုမလုပ်နိုင်ပါခွေနေရင်ပြည့်စုံတရားမရှိဟုယုံကြည်နေလို့မလုပ်ရခြင်းဖြစ်သည်တနာမကျမ်းနာဆက်စဲမှုပြုပြီးနောက်တစ်ပတ်ကြာရင်တိုနီယုံကန်တို့လိုကန်ကလီတန်ဝင်လာသည်ဒါတာရှစ်ပန်စတန်နဲ့တွေ့ဖို့အချိန်ပေးနိုင်ပါမလားဟုမေးသည်မြစ်ဖြစ်သူဂရစ်ရှစ်ပန်လည်းပါမည်တဲ့တိုနီနဲ့မစ္စတာကလီတန်မှာနှစ်ယောက်စလုံးကိုတွေ့လို့သည်ဟုဆိုသည်ဒေါက်တာစတန်ကိုမောင်းရင်သိတယ်မို့လားရှစ်ပန်မျိုးဆက်နဲ့စတန်မျိုးဆက်မှာတော့အသက်ကြီးဆုံးပုဂ္ဂိုလ်ကြီးပါ တို့တွေ့ကိုတွေ့ရမယ်ကွတကိစ္စနဲ့ပတ်သက်ပြီးဥပမာဖြစ်ဖြစ်ကျွန်တော်တို့ဖွဲ့ပုံမှာဖြစ်ဖြစ်တို့ဘက်ကဝက်ဥတင်မယ်ဆိုရင်တော့မတရားဘူးဝက်ဥတင်တယ်ဟုတ်လားဒီမဲ့တွန်နီလွန်ခဲ့တဲ့ဆယ်လုံးလုံးတို့ဘလို့ဘလောက်ခံခဲ့ရတယ်အောက်မေလေကော့နေအောင်ခံရတာမောင်ကြီးဒါဖြင့်ကျွန်တော်လောက်ကထွက်ပြရစီဦးမင်းထွက်စားတင်ရင်လည်းတို့ကလက်မခံဘူးစိတ်ချ တွေ့ဆုံဆွေးနွေးပွဲမှာဆွဆွပြပြရှိပါသည်ဒေါက်တာစတန်မှာအလွန်ထူးခြားသည့်ပုဂ္ဂိုလ်ကြီးဖြစ်သည်အသက်80နှစ်ရှိပြီဝန်တော်ကောင်းဆုံးရှိသည်ချက်ဆွလင်းနှစ်ခွက်ကမိတော့ဆဲတန်းချီပြီးချမ်းသာသည်တရဝါတို့ဗီဇစိတ်နှင့်ပတ်ဝန်းကျင်လွှမ်းမိုးမှုကိုစိုက်လိုက်မတက်လိလာခဲ့သည့်တွေးခေါ်ပညာရှင်ကြီးလည်းဖြစ်သည်သူတို့မြောက်ကိုကြည်ရည်နှစ်နှစ်ကာကပြုံးပြီးဖိုးကြီးစကားဆိုသည်မိတ်ဆွေများခင်ဗျာမကြောင်ဝင်မနာသာဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့တစ်မျိုးလုံးစိတ်ဆင်းရဲနေကြပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်နေတဲ့အကျိုးဆက်တွေကိုဒီနေ့လူကြီးမင်းများနဲ့ဆွေးနွေးဝင်ပြဖို့ကျွန်တော်မြစ်တာရက်ခံပါတယ်။ကျွန်တော်တို့ကလည်းဆွေးနွေးကျင်နေတာပါခင်ဗျာ။တခုတော့ရှိပါတယ်ဦး။ကျွန်တော်တို့ကနောက်ဆုတ်ဖို့ဆွေးနွေးမယ်ဆိုရင်တော့ဒီဆွေးနွေးပွဲကအချိန်ကုန်ရင်တသက်ပဲရှိမယ်ဆိုတာတော့ကျွန်တော်ကြိုပြောပြစီ။မစ္စတာလော်ရန့်စ်ဟာဒီမှုကိုကိုယ်စွမ်းရှိသမျှညံစွမ်းရှိသမျှစောင့်ရွက်နေပါတယ်။ကျွန်တော်တို့ဖွဲ့အနေနဲ့လည်း မစ္စတာလော်ရန့်စ်ဘက်ကတတ်နိုင်ဆိုရက်တည်သွားမှာဖြစ်ပါတယ်။လိုဂန်ကလေတန်ကအပြက်ပြောချလိုက်သည်။ဒေါက်တာစတန်ကညင်သာစွာစကားဆက်သည်။တခုတော့ကျွန်တော်ရှင်းပြရစီ။ကိုရင်တို့ဘက်မှာအကြက်ကင်ဖို့ဖိအားပေးဖို့လုပ်နေကြတာ။လူတချို့ရဲ့ပုဂ္ဂလိကလုပ်ရက်တွေပါ။ဆွေမျိုးသားချင်းနေနေကတော့တမျိုးပါ။ကျွန်တော်တို့မိသားစုတွေမျက်နှာစုံကြီးဆွေးနွေးပြီးပါပြီ။ ဂွေနီယက်မှုကိုမစ္စတာလော်ရင်ဆောင်ရဲ့ပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့အကျဉ်းမဲ့ထောက်ခံပါရယ်ဒေါက်တာစတန်ကပြောပြကြီးပြောလိုက်သည်အံ့ဩစရာပါပဲဒေါက်တာစတန်မစ္စတာကလီတန်ကနိုင်မြင့်မရှိသည့်လေတန်ဖြင့်ကောက်ချက်ချသည်ဘိုးကြီးကစကားဆက်ပြန်၏ကျွန်တော်တို့အားလုံးညှိနှိုင်းဆုံးဖြတ်ပြီးပါပြီသွေးရင်သားရင်ဖြစ်နေတော့ရန်ကိုရန်ညင်းမတုံနှင်းကျင်ကြပါဘူးကျွန်တော်တို့အကောင်းဆုံးကတော့လက်ပိုက်ကြည့်နေဖို့ပဲတရားဥပဒေကြောင့်ကသူလုတ်เสียရှိတာလုတ်သွားပြီစေလေ ဒါဆိုရင်တော့တေတန်ကလွယ်ပြီးဘာမှမရှိနိုင်ဘူးခမ ्या မစ္စတာကလေတန်ကဒေရိုကြီးပြောချက်လိုက်ပြန်၏မှန်ပါတယ်ဒီတငယ်ဟာပန်ဝန်းကျင်တိုင်ဝမ်ကိုအမြဲတမ်းစန့်ကျင်နေတာဗီဇာစရဲ့လွှမ်းမိုးမှုကိုခံရတာကွယ်ဘယ်တတ်နိုင်မလဲလေဆွေမျိုးတွေအနေနဲ့တော့ဒီနေထိုင်ရုံကိုယဉ်စီးပြီးခံကြရမှာပေါ့တော်နီကစကလုံးကိုစစ်စစ်ရွေးချယ်ပြီးဖြတ်မိသည် တကယ်လို့အမှုကလွတ်နိုင်တယ်ဆိုရင်ကောခမ ्या ကျွန်တော်တို့ဂရင်းနီပေါ်မှာမျက်နှာလွဲကဲပြစ်မလုပ်ပါဘူးမစ္စတာလော်ရင်း ူဟာရက်ဆွဲနေသူတယောက်ဖြစ်ပြီးလူမှုရေးကိစ္စတွေမှာအားနည်းသူဖြစ်တဲ့အတွက်အတိုင်ဝန်းထဲမှာပြန်ဝင်ဖို့တော့မသင့်ပေဘူး။နေရာချင်းချင်းကလေးတခုတို့တွေဖန်တီးပေးရမှာပဲ။အယူတောင်လိုဟာမျိုးကိုဆိုလိုတာပါလားဒေါက်တာစတန်။မဟုတ်ပါဘူးမစ္စတာလော်ရန့်စ်။သူနေတဲ့မြို့မှာပဲကြည့်ရှုဆောင်ရှောက်မဲ့လူနဲ့ဘာနဲ့ပေါ့လေ။လွတ်လွတ်လပ်လပ်နဲ့နေနိုင်တဲ့နေရာမျိုးကလေးပေါ့။တိုနီမတိမတာမခုံးတုံသည်။ကုလဆုံးဖြတ်ချက်မျိုးရှိတယ်ဆိုတာကြားလို့ကျွန်တော်တို့ဝမ်တာပါဒေါက်တာစတန် ဒုတိုင်းဒုတိုင်းဟာတရားရုံးမှာဥပဒေရဲ့ကာကွယ်ကိုရယူခွင့်ရှိပါတယ်။ကျွန်တော်ကွင်းဒီကိုမကူညီရင်လည်းတခြားတယောက်ကကူညီပေးမှတည်ကြပါတယ်။ဒါပေါ့ဒါပေါ့တခြားရှင်းနေတယောက်ဆိုရင်မောင်လိုစိတ်တယ်မျိုးနဲ့ကူညီမပေးနိုင်ဘူးဆိုတာလေကျုပ်တို့သိထားပါတယ်မစ္စတာလော်ရင့်။ဂျိုးဆောင်ကမျိုးမျိုးမျက်မရနိုင်ဘူးဆိုတာသိရနေလိုက်တဲ့ရှင်းနေဆိုရင်လေမျက်နှာပေါင်းတရင်မှာပအောင်လွတ်တက်ကြပါတယ်။တကယ်တရားမြတ်တာမှုဟာငွေသက်လောက်ပဲရရပါတယ်တရားမြတ်တာမှုတွေဘုသူ့အတွက်တရားမြတ်တာမှုပါလေ လူပုံလယ်မှာအစုတ်ထုတ်ကိုဖြေပြဖို့မလိုလားကြသည်မျိုးတတိုက်တွဲတရားမျက်တမှုဟာပါပါလိမ့်မိမိကထုတ်ဖြေပြမိလူမျိုးဖြစ်နေပြီလားဒီเจ้าကိုလေးလေးမားမားတွင်းနှိုက်ကြည့်ဖို့အကောင်းဆုံးချိန်ပဲဟုတိုနီတွေးလိုက်မိမှန်ပါတယ်ခင်ဗျာရှေ့နေတရားဖို့ချက်လက်တွေကိုပြောင်းပြန်လုပ်ဖြစ်ဖို့တိတ်မခက်ပါဘူးကောင်းမြတ်တဲ့ရည်ရွယ်ချက်ကိုမလို့တမဖြစ်မျိုးလို့ထင်အောင်လဲလုပ်လို့ရပါတယ်ဒေါက်တာစတန်ကသူ့ကိုထောက်ခံသည့်မျိုးလုံးများဖြင့်လှမ်းကြည့်သည်တိတ်ဟုတ်တာဗော ဒါပေမဲ့ကျွန်တော်တို့ကတော့ Mr. Lawrence ရိုးတတပဲဒီမှုကိုကန်တွယ်နိုင်နိုင်မယ်လို့ယုံကြည်ထားကြပါတယ်။ဩဒါတဲ့အမှုကိုကန်နေတဲ့လက်ထောက်ခရင်တရားသူကြီးကဘယ်လိုလူမျိုးလဲဗျ။ Louis Donati ပါ သူကတော့ခက်ချညာလုံးလိမ့်မယ်ခင်ဗျ။ဒီမှုရဲ့နောက်ကြောင်းကိုသူတည်တည်ချာချာစုံစမ်းနေတယ်ကွ။တကယ်တော့လူရာတဲ့ပိုပြီးစစ်ဆက်နေတယ်ထင်တယ်။အော်ဒီလိုကိုလူဝစ်တို့လူတိုင်းပိုက်စိတ်တိုက်နေကြပြီ။စိတ်မျိုးစုတွေစိုးရိမ်နေကြဖြစ်နေကြပြီ ဒေါက်တာစတန်စကားဆက်သည် ကျွန်တော်အထင် ပြောရရင်တော့ဒီလိုဟာဂွင်နီကိုရင်မကဘူးဖီလာဒဲဖီးယားလူနေမှုစနစ်ကိုအယုံတင်ပြီးနိုင်ငံရေးအမျက်ထုတ်ကိုကြံနေသလားလို့ဒါကသူတယောက်တည်းလုပ်လို့တော့မရနိုင်ဘူးခင်ဗျာတရားခံရှိနေကသူ့ကိုဘလောက်ခွင့်ရပေးမလဲဆိုတဲ့ပုံမှာလည်းမူတည်ပါသေးတယ်ဒေါက်တာစတန်ကတိုနီကိုခဏငေးကြည့်ပြီးကဲခန့်နေသည်ဒါကြောင့်သတင်းစာရရဲ့လက်ခုပ်တန်တဲ့တရားမျှတမှုကိုပို့ပြီးရှေ့ရှုတဲ့ရှင်းနေကို ပိုပြီးသဘောကျတယ်လို့ကျွန်တော်ပြောခဲ့တာပေါ့ခင်ဗျရှေ့တဆင့်တက်ပြီးနိုင်ရန်ချိန်ကောင်းပဲဟုတိုနီနားလည်လိုက်သည်သူငငယ်တော့ကတော်စိုးခဲ့လို့သိရပါတယ်ဘာဖြစ်လို့ခဏခဏကြောက်ထုတ်ခံရပါလဲကျွန်တော်သိခွင့်ရှိပါလားခင်ဗျစာမကြက်လို့ပေါ့ကွယ်ကလေးကိုဖြစ်စီတာ brand ဗျ brand ဆိုတာကျွန်တော်သူမလေးသူကသဘောကောင်းလို့လို့ဒီကောင်ပျက်စီးတာလေကောင်းလေးရောက်တော့ကြောက်ထုတ်ခံရသေးတယ်နော်အဲ့ဒါတော့ကောင်းပါလိတယောက်ကြောင်ခင်ဗျ မေးမချောလေးပါပဲဒါပေမဲ့ခပ်ပပေါ်တွေကဖြစ်နေတယ်မေးလို့သူကလည်းလောဘကြီးလိုက်ပါပြီကောင်မလေးကိုချက်စတာခန်းထဲမှာမိတာသူကလက်ထက်မဲ့တကယ်ကဲလှုပ်တယ်လေဒါပေမဲ့ဘလို့မှဖြစ်နိုင်အောင်မဟုတ်လားမတင့်တယ်မဟုတ်လားဒါနဲ့မိကလေးနဲ့သူ့မိကိုကျဉ်းနှက်လောက်ငွေပေးပြီးနှုတ်ပိတ်လိုက်ရတယ်ကြောင်းကထွက်ပြီးချက်စတာတယောက်လှုပ်လှုပ်လေးသားခင်ဗျအင်းနေပါဦးအဲဟုတ်ပြီ George ကသူ့ပံမှာအလုပ်ပေးထားသေးတယ် ဂျော့ဆိုတာကတက်ခံရတဲ့ဂျော့စီယန်စတန်ပေါ့ဒါပေမဲ့အဆင်မပြေပါဘူးအဲ့ဒီမှာချက်စတာကကစားတတ်နေပြီတောက်တတ်နေပြီငွေနည်းနည်းလေးကွာရင်ပဲချက်စတာကိုလည်းညဝိုင်းထိုးကြရတာပေါ့အဲ့ဒီမှာရင်ဟော်ရီကသူမဂရစ်တိုအဖေရဲ့မွေးမြူရေးချမ်းမှာအလုပ်ပေးလိုက်ပြန်တယ်အဲ့ဒီမှာ သူ့ဘဝသူပြန်ရက်တည်ကောင်းပါရဲ့လို့ပေါ့လေဒါပေမဲ့သူတော့မှမနေနိုင်ပြန်ဘူးမိအောင်မိမမနေတတ်ဘူးတဲ့လေ ကိုရောမြတ်ကမက်ကလီလန်ကတော့ရဲ့အိမ်ကိုပြန်ရောက်လာပြန်ရောနောက်တော့သတင်းစာထဲမှာပါတဲ့အတိုင်းပေါ့ဗျာဖိုးတန်ပစ္စည်းတွေခိုးရောင်းပါလေရောအဲ့ဒီမှာတင်ဒေါ်လုတ်တဲ့သူကယင်ခွဲနာတော့တာဗောဒီဒီတော့မှဂျော့စ်ကသူ့ကိုလာစင်ထောက်ပံ့ကြီးပေးမယ်ဆိုပြီးဒီကထွက်သွားခိုင်းလိုက်တာပြန်လာရင်ထောက်ပံ့ကြီးကြက်ပြစ်မယ်ဆိုတဲ့သဘောတူညီချက်နဲ့သူထွက်သွားတာလေသူမိဘတွေကသူငယ်ငယ်လေးတည်းကဆုံးသွားကြတာထင်ပါတယ်သူမှတ်မိပါလားခင်ဗျာ မမှတ်မိနိုင်ဘူးထင်တယ် နီယိုအဲချက်စတိုင်ဖေကငငယ်လေးနဲ့စုံတာအမွေတော်များများဆဆမရလိုက်ဘူးမှတ်တယ်။ပိုင်စားမြေနဲ့ကျင်းရတာကိုချက်စတိုင်အမေနာမည်နဲ့လွှဲပေးခဲ့တယ်။ချက်စတိုင်အမေစုံတော့အဲ့ဒီပိုင်စားမြေတချို့တွေကိုရောင်းပြီးသူ့ပညာရေးစီလုပ်ခဲ့ရတယ်။တချို့ကတော့သူ့တော်ရသွားတယ်။ဒီနေ့နေ့မှာချက်စတာကိုပြန်ပေးဖို့စီစဉ်နေပေါ့။ဒါပေမဲ့သူကစိုးတဲ့စိုးလာတော့အတော်လုပ်တဲ့သူကလည်းတည်ရန်စားတွေကပြစ်ပယ်ထုတ်လိုက်ရော။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါဆိုအားလုံးရှင်းသွားပါပြီ။ဝမ်းသာပါတယ်မောင်ရယ်။ကိုလိုအားလုံးပုံဝင်လင်းလင်းဆွေးနွေးပြတဲ့အတွက်မောင်က grace ကိုကျေးဇူးတင်ဖို့ကောင်းတယ်ကွ။မောင်ဘက်ကမမမမဲ့သူရဲ့လိုဒီချင်းနေရောက်လာတာ။ကဲကျွန်တော်ဘက်ကတလောက်ပါပဲကွ။တိုနီ Grace ကခုမှစတင်စကားဆိုသည်။ Grace တိုနီနဲ့နှစ်ယောက်တည်းစကားခဏပြောနေတယ်။တိုနီက Grace ကိုသူရုံငန်းစီသို့ဥဆောင်ခေါ်သွားသည်။တကားပိတ်သည့်သူ Grace ကရက်ဆောင်နေသည်။ တိုနီဂရိတ်စကူလလောက်တာမှားတယ်နော်။အိုးကိစ္စမရှိပါဘူးကွယ်။ဒါပေမဲ့ဂရိတ်စင်မကောင်းဘူးတိုနီ။ဂရိတ်စကူခွင့်လွှတ်ပါနော်။ရှေ့သို့ဒုလာပြီးတိုနီလေဗင်ကိုတိုင်းဖက်သည်။ဒီတခါနန်းမော်ကခန်းတိုင်းလိုအေးချက်စက်မဟုတ်။ဘာမှခွင့်လွှတ်စရာမရှိပဲနဲ့ကွယ်။ဂရိတ်စကလည်းမင်းလောက်တာတွေတဘာဝကြပါရဲ့။ Grace ကပခုံးတစ်ချက်တွန့်ပြီးလူတတ်မှုဆိုတာတိတ်ကြောက်စရာကောင်းတာပဲနော် တိုနီကိုအားလုံးကယုံကြည်ကြည်ရှိကြတာတွေ့ရတော့တိတ်ဝမ်းတာတိတ်ဝမ်းတာတယ်ကွယ်ဂုံလဲဂုံယူတယ်ဘာကိုယုံကြည်တာလဲ grace ခုတင်ကပဲဦးလီပြောသွားတယ်လေတရားမြတ်တမှုရအောင်တိုနီလုပ်ပေးမှာမဟုတ်လားကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါ grace ရယ်တိုနီကအတန်ကိုထိန်းပြီးပြောလိုက်သည် grace ယုံပါတယ်ကွယ် grace ကတိုနီကိုဒုတိယအကြိမ်နန်းလက်ဆောင်ပေးပြီးခန်းထဲမှာထွက်သွားသည်နောက်2မိနစ်ကြာရင် Logan Clayton ခန်းထဲသို့ဝင်လာသည်မူလာပန်းတို့ရောက်သူ့မျက်နှာမှာရဲရဲနေနေ၏ ကိုတော့ရင်ငုံနေလိုက်တယ်ဟိကိုကြုံမှုသမျှထဲမှာတော့တောက်ကျိုးနဲ့ကြောက်เสียကောင်းတဲ့အဆူပြည့်ချက်ပဲတုံနေကိုပြောတာမောင်ရင်သဘောပေါက်ပါရဲ့နော်ဟုတ်ကဲ့ကျွန်တော်သဘောပေါက်ပါတယ်ကိုစိတ်ထဲမှာဒီဖိုးကြီးကိုတန်တရားဖြစ်နေမိတယ်ကွာသူကဗီဇစိတ်တို့တရေစိတ်တို့လိလာနေတဲ့လူကြီးဆိုတော့တို့ကလူတွေလိုမြင်ပဲကလလရဲ့ကြီးလိုမြင်သဘောထားနေလားမသိဘူးတို့ကတလောက်ပဲတုံးမှာမလဲကွာဆွေမျိုးမင်းတင်ကားရဲ့ဂုံတိတ်ခါကိုမထိခိုက်စေပဲအမှုကိုလွတ်အောင်လွတ်နိုင်လို့ လုံနိုင်ရင်တော့လျှက်စစ်ကလထိုင်ရင်သွားပြီစီဆိုတဲ့အထိပ္ပယ်ပါပဲသူ့နောက်ကြောင်းရာဇဝင်ကမတူးဖို့ပဲလွတ်နိုင်တဲ့လမ်းတော့ရှိပါမလားကျွန်တော်တော့မမြင်ဘူးဒါဖြင့်ညာမြင့်တူးရတော့မယ်ဆိုပါတော့ဒေါက်တာစတန်ပြောတဲ့အထက်မှာတော့စိတ်ဝင်စားစရာတွေအများကြီးပဲခင်ဗျသူ့ဆိုရမိသားစုဟာကွင်းဒီပေါ်မှာမျောလင့်ချက်ကြီးကြတယ်တာဝန်ကျေကြတယ်ဒါပေမဲ့ကျွန်တော်မှုတွေကဒါကိုမမြင်ဘူးမောင်ရင်ကဒီချက်ကိုကင်ပြီးရှောက်လဲချက်ပေးပါလားဟုတ်ကဲ့ဆိုပါတော့မောင်ရင်တကယ်ပြောတာနော် အတိအကျတော့ကျွန်တော်ဂျူမပြောနိုင်သေးပါဘူးခင်ဗျာလိုဂန်ကလေတန်ကနှကောင်းအောက်တွင်သတိကြစ်ကြစ်ပေါင်းဆုပ်ပြပြီးမောင်ရင်ကိုကြုံရှင်းရှင်းပြောမယ်တရားခံကိုကာကွယ်ပေးဖို့ရန်နိုင်သမျှခွင့်ရကိုမောင်ရင်မသုံးရင်ဆိုချင်တာကမောင်ရင်ဒီမှုမှာရှုံးနေရင်မနက်ကပြောတဲ့မောင်ရင်နှုတ်ထွက်လာကိုကျုပ်တို့လက်ခံမယ်ဟုတ်ပြောပြီးခန်းထဲမှာထွက်သွားပြီး ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပြခဲ့တာကတော့ဆက်တင်မင်းဘာသာပြန်ထားတယ်တမင်းလိပ်ပြဆိုတဲ့ဘာသာပြန်ဝတ်ထုရဲ့ပိုင်း14ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ပိုင်း15ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါဦးခင်ဗျာတို့ညာရဲ့ပြည်သမားအားလုံးပဲစိတ်ချမ်းသာကြွကြမ်းပါရှိကြပါစေခင်ဗျာ